ကပစီတာကိုသွားမယ်အဲ့တော့ဒီသင်ကန်းစာကပါလဲအဝတ်ရှိုဆက်အော်တိုကိုမန်ယူဝေးစင်တာဟုတ်တယ်နော်မန်ယူဝေးစင်တာအဲ့ဒီမှာတိုင်ပါရဲ့တခုချင်းစီခလုတ်တခုချင်းစီအကြောင်းနားလေးပို့လို့ရပြောချင်တဲ့အတိတ်ပဲကဒီခလုတ်ဒီအလေးဆန္ဒမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်သွားရင်အပေါ်သွမအောက်မှာထိတတ်တယ်တကယ်လို့အောက်ချထားခဲ့မယ်ဆိုရင် အောက်သွမအပေါ်ထိနေမယ်နှစ်ခုတည်းကတခုပဲထိမှာပေါ့ဟုတ်တယ်နော် ဒါဆိုရင် inner power ဒီမော်တာရဲ့စီနဲ့ရေဆွေးပါကိုတစားသွားမယ်ဟုတ်တယ်နော်အဲဆိုတော့ဒီအထိကိုနားလည်သွားပြီဆိုရင်ကိုက line ဆိုတဲ့ power ကအရင်ဆုံးဆရာတို့သိရမှာက inner power ကိုအရင်ဆုံးကန်လိုက်မယ် L power ဒီလာဘုသူစီဝင်မလဲဆိုတော့6ကျိုးတိုင်ပါရဲ့ number 1နဲ့6ကောခလုတ်ရဲ့ညာဘက်အလေးဝင်သွားမယ်ဒါဆိုနောက်တစ်ချက်ပြောခြင်းမယ် အင်းနဲ့ပါပါသည်6ကျုပ်ခလုတ်ရဲ့ညာဘက်အလီဝင်သွားတယ်ပြင်ပါဝင်ရအောင်ပါလဲပထမတစ်ယောက်ဆင်တာက6ကျုပ်တိုင်ပါရဲ့နံပါတ်1ကိုဝင်တယ်ဝင်ပြီးရင်6ကျုပ်ခလုတ်ရဲ့ညာဘက်ကိုဝင်တယ်နောက်တစ်ယောက်ဆင်တာက6ကျုပ်ခလုတ်ရဲ့ညာဘက်ကိုဝင်တယ်ဘယ်လိုဆက်သွားရအောင်ပါလဲ6ကျုပ်တိုင်ပါရဲ့နံပါတ်1ဝင်ရမယ် အဲ့လိုမျိုးလေပေါ့ဒီမှာတော့6ကျောင်းတိုင်ပါကိုအရင်ဝင်သွားတယ်ပြီးမှဒါဝင်သွားတယ်ဒါပေမဲ့နောက်တစ်ယောက်ဆန်တဲ့ကဒီကောင်အရင်ဝင်ကောင်းဝင်တတ်တယ်ဝင်ပြီးရင်လည်းဘသူသွားမလဲဒါသွားမယ်သဘောပါလားမသိဘူးဒါကဟုတ်တယ်နော်အဲ့တော့ခေါင်းထဲမှာထည့်ထားမှာက L power သည်6ကျောင်းတိုင်ပါရဲ့ number 1ရဲ့ညာဘက်ခြမ်းရဲ့အလေရဲ့ဒါလေးကိုအသေးလောက်ထားသူဒီဟာကိုတေချာပါရောက်အောင်မယ်ဟုတ်တယ်နော်အဲ့ဒီတခုချင်းစီကိုနားလေဖို့လိုတယ်ပြောကျင်တဲ့အတိုက်ပဲကနော် အဲ့တော့ကိုကဒေနေရမှာဒီလိုင်းကျို့အထိနားလေသွားပြီဆိုရင်ကြံတဲ့ဒီအပိုင်းနဲ့မကင်နဲ့အောင်ဒီကျို့ပဲအင်ဆုံးအဆုံးသတ်လိုက်မယ်ဟုတ်တယ်နော်ဒါဆိုဒီကောင် ရောက်သွားပြီဆိုရင်ညာဘက်ခြံရဲ့အောက်တွေဘသူ့သွားမယ်ဆိုတာကအဖြစ်အသင့်နဲ့ဒါကဘာသွားမလဲရေဆွေးမော်တာကိုသွားမှာရေဆွေးမော်တာစီကိုသွားမယ်ဟုတ်တယ်နော်ဒါဆိုအပေါ်မှာတုံးထလားမတုံးထဘူးဒါလောက်ကိုနှုတ်ချက်ရအောင်လှုပ်ထလိုက် ဟုတ်တယ်နော်ဒါဆိုရင်ဘယ်ဘက်ချမ်းရောက်လာပြီဘယ်ဘက်ချမ်းမှာ6ကျိုးတိုင်ပါရဲ့နံပါတ်2သည်အလေးကိုဝင်သွားမယ်ဟုတ်တယ်နော်အဲ့ဆိုတော့ဒီဘက်မှာအဝါနဲ့အနေကဘသူစီသွားပြီလေမော်တာစီယိုသွားပြီဒါဆိုရင်ဒီမှာနောက်ထပ်2ကျိုးမပေါ်နေဘူးလား2ကျိုးပေါ်နေတဲ့2ကျိုးထက2ကျိုးထက2ကျိုးသည်6ကျိုးခလုတ်ရဲ့6ကျိုးခလုတ်ရဲ့အပေါ်သွားမယ် ဒါဆိုရင်အောက်ကကောင်ကဘာသူ့သွားမလဲအဝါသွုံးမဟုတ်အနေကိုချိန်ဆက်လိုက်ရင်ရပြီဟုတ်တယ်နော်ဒီရကိုအသေးချာလေးလှုပ်ထားလိုက်ကွာဒီကျွန်းနှစ်ချောင်းမှာချိန်တဲ့ကျိုးသုံးလို့ရတယ်ပြောချင်တဲ့အတိတ်တွေကနော်ဒါကဒီဒီကောင်လေးကတီးကြစီပေါ့နော်ဒါကဒါကိုထိနေတဲ့အခါပြောချင်မနော်ဒီတိုင်မှာကဘာနဲ့ဘာနဲ့လဲသူနဲ့သူနဲ့မထိသေးဘူးဟုတ်တယ်နော်အဲ့တော့ဒီခလုတ်ကို ပါဝါကဒီမှာရှိနေတာဒါလည်းပါဝါကဒီမှာရှိနေတာမို့လို့ရေထောက်ချင်တယ်ဆိုရင်ခလုတ်ကိုကစားလိုက်ရမှာခလုတ်ကစားလိုက်တာနဲ့ရေဆွေးပါးမရောက်သွားဘူးလားနော်ရေဆွေးပါးရောက်သွားတယ်ဆိုရင်ရေထောက်နေပြီပေါ့ရေထောက်ပြီးတော့ညှစ်တော့မယ်ဆိုရင်တိုင်ပါလှည့်ရမယ်တိုင်ပါလှည့်တာနဲ့တဲ့ရဲ့ပါဝါသည်ညှစ်ကိုရောက်သွားမယ်ညှစ်ကဘသူ့ရောက်သွားလဲအလေရောက်သွားတယ်အဲအလေရောက်သွားတော့သူကအောက်ကိုမရောက်နိုင်ဘူးလားခလုတ်ကရေဆွေးနေတာအဲဆိုအောက်မှာမသွားမထိဘူးလားသွားထိတော့ဒီမှာ ဒါနဲ့ပါဝါဒီကွန်ကျွေးသွားတယ်ဟိုဘက်ဒီဘက်မလေတော့ဘူးသူကကြတော့လေးစရာမလိုတော့ဘူးဟုတ်တယ်နော်အဲ့တော့ဒါနဲ့ဒီကိုရောက်သွားတယ်တစ်ဖက်ကိုလေနေပြီပေါ့အဲ့ခါမျိုးမှာ အလုံးလေမှာဟုတ်တယ်နော်အလုံးမလေဘူးမှားတယ်ဆိုရင်တော့ဒီဘက်ကိုပြင်ပြောင်းလိုက်အဲ့ဒါဆိုရင်ရပြီဟုတ်တယ်နော်အဲ့တော့ရှုံးမယ်ဆိုတဲ့အခါကျတော့ဘု து တင်ပေးရမလဲခလုတ်ကိုအပေါ်တင်ပေးလိုက်ရမလားအပေါ်တင်တော့တင်းဆိုတဲ့ပါဝါနှိမ့်ကိုမရောက်လာဘူးလားနှိမ့်ကိုရောက်လာတော့နှိမ့်နဲ့ဘု து နဲ့ထိနေတာလဲ ခြောက်ကျိုးတိုင်ပါနဲ့ထိနေတာခြောက်ကျိုးတိုင်ပါကဒီကောင်ကဘသူဘလို့ကစားထားလဲဒီလိုကစားထားတာဟုတ်တယ်နော်ဟိုဘက်သွားမယ်ဒီဘက်သွားမယ်အဲ့ခါကျရင်အပေါ်တင်ထားတာမဟုတ်လို့ရေဆွဲပါအလုပ်လုပ်လို့လားမလုပ်ဘူးလေအပေါ်မှာဘာမှမရှိတာဘူးသောပါဘူးလားမသိဘူးဒီထိဟုတ်တယ်နော်ဒီထိနားလဲပြီနော်โอเคအဲ့ဆိုတော့ဟိုအားလုံးကခြုံပြီးပြောရမယ်ဆိုရင်တော့ဒါက၃ကျိုးတိုင်ပါဖြစ်တယ် သုံးချိုးတိုင်မှာကတော့အရန်ရိုးရှင်းတဲ့ဟုတ်တယ်နော်နံပါတ်၁ကိုပါဝင်မလဲပါဝင်ဝင်မယ်နေ့နဲ့သုံးကတော့မော်တာရဲ့ကပစီတာကိုသွားမယ်တကယ်လို့ငါးချိုးဝေလို့မရခဲ့ဘူးဆိုရင် သုံးချိုးနဲ့ဆင်လို့ရတယ်ဒီဟိုရိုးရိုးမော်ရိုးရိုးအဝတ်ရှိုးစက်တယ်မှာပြောပါလား၆ချိုးဝေလို့မရဘူးဆိုရင်လည်းသုံးချိုးနဲ့ဆင်လို့ရတယ်အဲအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီနေရာမှာတော့ဘာမှမရှိဘူးဒါကတော့ washing machine တိုင်ပါ ၃ကြိုးအကြောင်းပေါ့၃ကြိုးဆိုတာဒစ်ပါဝါမယ်နှင်းနဲ့၃ဒီကပစီတာစီကိုသွားမယ်ဟုတ်တယ်နော်ဒါက၅ကြိုး၅ကြိုးကဒစ်ကိုပါဝါဝင်မယ်ဟုတ်တယ်နော်နှစ်ကအော်တိုမက်တစ်ကူထားပြီးသားဖြစ်တယ်ညီနေနဲ့မသုံးကြံဘူးဆိုရင်မသုံးလို့ရတယ်အဝါနဲ့အနေဒီမော်တာရဲ့ကပစီတာသွားမယ် ဒီထက်မှာအဝါနဲ့အနေမပါခဲ့ဘူးဆိုရင်ညီတို့ကကြိုက်တဲ့နှစ်ချောင်းသွားချေလို့ရတယ်ဒီထက်မှာဘယ်ညာလေတာမမှန်ဘူးဆိုရင်တော့ကိုပြောင်းနေလို့ရတယ်ဒါကိုပြောချင်တဲ့တဲ့ပါဒါကမ်ပီတာသွားတယ်ဆိုရင်တော့ဒါ normal switch ကိုသွားမယ်မသုံးရင်လည်းရတယ်ဘာလို့မသုံးရတာလဲဒီမှာကုထားပြီးသားမဟုတ်လို့ဟုတ်တယ်နော်ကုထားပြီးသားမဟုတ်လို့နော်ဒါကြတော့ဗာလဲ6ကျိုးတိုင်ပါ6ကျိုးတိုင်ပါဆိုရင်ဒီကိုကုထားရရှိလားမကုထားဘူး ညီတို့စမ်းသပ်ချင်တယ်ဒီဟာကပစီတာသွားတဲ့ပဲကြိုးမှမသိဘူးဆိုရင်တကြိုးကြိုးမှမီတာထောက်ထားဒီကြိုးသုံးချောင်းကို ထောက်လိုက်တဲ့အခါသူ့ရဲ့အချိန်ကကစားနေမှာ9မိနစ်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 အဲ့လိုမျိုးလေးပေါ့ဟုတ်တယ်နော်လွယ်လွယ်လေးတွေးလိုက်တကယ်လို့ဒီကောင်ကဒီကောင်နဲ့ဒီကောင်နဲ့သာထိကျမယ်ဆိုရင်ဒါလည်းမြင်နေမှာသူကစားတဲ့အကောင်မျိုးမဟုတ်ဘူးသူကဟုတ်တယ်နော်သူတို့နှစ်ယောက်နဲ့သူတို့နဲ့မိမသာဟိုဘက်ကလိုက်ဒီဘက်ကလိုက် ဟိုဘက်ကလိုက်ဒီဘက်ကလိုက်ဒီနှလျှောက်လုံးကဒီကြားထဲဝင်သွားတာသူနဲ့ပေါင်းရတာပေါ့ဒီကောင်ကိုချွေးလိုက်ရင်လေသူ့ကိုကစားမှဒီကောင်ကိုချွေးလိုက်ရင်လေသူ့ကိုကစားမှအဲ့လိုပုံစံမျိုးလေးတယ်ပေါ့နော်ဒီမှာဘာမှမကူထားသေးဘူးဟုတ်တယ်နော်အဲ့တော့ကုစီချင်တယ်ဆိုရင်တစ်ကိုပါဝါချွေးတယ်နှစ်ကတင်းနဲ့နှစ်နဲ့ကဘာဖြစ်မလဲကတ်မှာပေါ့နော်ကတ်တဲ့အခါကျရင်ဒီဘက်ကိုပါဝါကုဖို့မလိုဘူးလားကုဖို့လိုတာမလို့ဆရာတော်ကဒီလိုလဲတချောင်းချောင်းကုလိုက် ဒါဆိုရင်သူရောက်သွားပြီလေမော်တာအဲ့လိုပုံစံမျိုးလေပေါ့ဟုတ်တယ်နော်ဒီကောင်မကူးလို့တော့မရဘူးဒီအောင်သာဓာတ်ရိုက်ပါအောင်လိုက်မယ်ဆိုဒီမော်တာဓာတ်ရိုက်လင်းနေမှာတိုင်ပါမလှင့်လေးလင်းနေမှာသူကတိုင်ပါလှင်းမှသာဒီရပါဝါဒီဒီကိုရောက်သွားမှာရောက်ပြီးမှဒီကိုကူးသွားမှာတကယ်လို့ဒီကောင်သာပါဝါဓာတ်ရိုက်ကျွေးလိုက်မယ်ဆိုရင်မော်တာဓာတ်ရိုက်လင်းနေတော့မှာဖွင့်လို့လည်းမရတော့ဘူးပိုက်လို့လည်းမရတော့ဘူးဘာလို့ဆိုဒီမှာအဖွင့်ပိုက်ကဘာနဲ့ဘာနဲ့ကစားထားလဲတင်းနဲ့နင်းနဲ့ကစားထားတာ ဂျန်နဲ့လက်တွဲလှုပ်ပြီးသွားလို့ဂျန်နဲ့နားမလည်တာရှိတယ်ဆိုရင်ဒီသင်ကန်းစာနဲ့အတူတူအသေးချာလေးလက်တွဲမှာပြန်ရှင်းပြအောင်မယ်ဟုတ်တယ်နော်ရပြီလားလှုပ်လှစင်နားလည်ပြီလားစောစောဒီဇိုင်းကိုလည်းနားလည်ပြီလားနော်ဒါဆိုရင်အားလုံးဆင်မယ်နော်ဒါကပုံကိုရှင်းရှင်းလင်းလင်းလှုပ်ပေးထားတာဟုတ်တယ်နော်ညီတို့ရှင်းပြီးသွားတဲ့အခါအသေးစိတ်လေးလက်တွဲလေးလေးလာခြင်းမယ်တကယ်လို့ကိုက ဒီနေရာဒီ location မြင်ထားတဲ့အတွက်ကြောင့်မလို့မင်းကမော်တာသွားတဲ့ကျိုးကိုရှာကျင်နေဆိုရင်တင်းနှစ်သုံးလေးရေးလိုက်တောင်းတခြားချက်မှထောက်ထားလိုက်တကယ်လို့ဒီကျိုးကိုသာမီတာနှောင်းထောင်းမင်းသွားမယ်ဆိုရင်အတန်မှာထားလိုက်ပေါ့နော်ဒီကျိုးသာလှုပ်လိုက်မယ်ဆိုရင်သူထားလိုက်မြင်နေတော့မှဟုတ်တယ်နော်အဲ့တော့ဒီလိုမျိုးဓာတ်လိုက်မြင်နေတယ်ဆိုရင်ဒီကျိုးပြန်ဖြောက်ဒီကျိုးပြန်ဖြောက်ပြီဒီနေရာမှာပြန်ထားဓာတ်လိုက်မြင်နေမဟုတ်ဘူး သူကအလှည့်ကြသွားရမှာအဲ့လိုဒါရမြင်နေမဟုတ်ဘူးနောက်တစ်ချောင်းဆက်သွားအဲ့ဒါရမမြင်ဘူးအလှည့်ကြဆိုရင်တစ်ချောင်းရပြီရောဟုတ်တယ်နော်တစ်ချောင်းရပြီရောအဲ့လိုပုံစံမျိုးလေအဲ့တော့နောက်တစ်ခါပြောင်းလိုက်ရင်နောက်ထပ်အလှည့်ကြနောက်တစ်ချောင်းရပြီရောအဲ့လိုပုံစံမျိုးလေပေါ့နော်ဒီနှစ်ချောင်းကဒါရိုက်လင်နေတာဖြစ်လိမ့်မယ်နော်လက်တွေ့ဆင်ကြည့်မယ်နော်ဟွာလုတ်တင်းတလောက်လေးလုတ်ထပြီမလားအဲလုတ်ထပြီအဲလက်တွေ့လေးလုတ်ချင်မယ်နော်